ီဒီယိုလေးကတော့ဘလို့ကြီးကြီးစောက်ချက်တွေမရှိတဲ့တောင်းလှိုင်တာမအေလိုးကိုလေပေါ်မှာသူ့ရဲ့ MRTV ရဲ့မြောက်ဒီကနေအင်တာဗျူးတဲ့ဗီဒီယိုဖိုင်ကိုအတူတူကြည့်ကြပါနော်။အခြားပြည်သူတွေကတော်တော်တံပိုးရထားတယ်ဂုံနဲ့ယူကြတယ်။အဲဆိုပဲပြည်တော်စုကြီးဟိုဒါကိုချွတ်ချော်တက်ခတ်တဲ့ဒီပက်စစ်နာစီတွေပေါ်မှာသူတို့လူ26တန်းကျော်အသေးခံပြီးတော့မှအဲပြန်ပြီးမြန်ဆန်နိုင်ငံအချုပ်ချအာဏာပြန်လည်ရရှိဖို့အတွက်တိုက်ခတ်ခဲ့တာပေါ့ဒီ ဒါကြောင့်တို့တို့လည်းတံပူထားပါဘူးပြောတာအကျက်လာတာမသိဘူးဒါကျွန်တော်တို့အလေးထားမှကိစ္စပေါ့မြန်မာနိုင်ငံလည်းဖက်စစ်ဒေါ်လာကြီးတမန်ကြောင်နဲ့ရှိခဲ့တယ်တံပရုံနဲ့ပြည်သူပေါင်းပြီးတော့မှလွတ်လပ်ရေးရအောင်လေတိုက်ခိုက်ခဲ့တဲ့တမန်ကြောင်နဲ့ရှိတမန်ကြောင်ပြည်သူတံပရုံဖြစ်နေတာတမန်ကြောင်မှာဒါကြောင့်ဒါလည်းကျွန်တော်တို့အနေနဲ့ဒီအောင်ဆက်လက်ထိန်းသိမ်းဆောင်ရွက်ဖို့လိုအပ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်နောက်တစ်ခုကနိုင်ငံတော်ကာကွယ်တောင်အင်အားရှိရင်ပေါ့ဗျာနော် တော့တက်မတော့အင်အားရှိလို့ရှိရင်အင်အားရှိပေါ့နော်အခုတော့အင်အားမရှိတော့ဘူးအင်အားရှိပဲဆိုတဲ့ဟာတော့ပေါ်လင်းပါတယ်ဗျာဒါပြည်သူအားလုံးကလည်းနိုင်ငံချစ်စိတ်မျိုးချစ်စိတ်တက်ဒီဒီတဲ့ပို့ပြီးတော့မှရှိအောင်ဆောင်ရွက်ပြုဖို့လိုအပ်လိုအပ်ပါလိမ့်မယ်ဒါမှသာပြည်သူဟိုအဲ့ညမှာကျွန်တော်တခုမေးချင်တယ်လက်ရှိဒီစစ်ခေါင်းဆောင်တွေနဲ့ဒီစစ်ခေါင်းဆောင်တွေရဲ့စကလုံးကိုတော့အခုဆိုဒါမင်းအောင်နိုင်ကိုလည်းထုတ်ပြောတယ်မျိုးချစ်စိတ်မျိုးချစ်စိတ်ဆိုတာမျိုးချစ်စိတ်ဆိုတာဘာဟုတ်ပြောတာလဲဘယ်အမျိုးကိုချစ်ဖို့ပြောတာလဲ မြန်မာနိုင်ငံမှာတိုင်းတန်း135မျိုးရှိတယ်လို့နော်သူတို့ပြတန်းထားတယ်အဲ့တော့မျိုးချစ်စိတ်ဆိုတဲ့စကားလုံးကတိုင်းတန်းတစ်မျိုးချီစင်းကိုကိုယ့်မျိုးကိုချစ်ကပ်မှလားဒါမှမဟုတ်မြန်မာနိုင်ငံသားအားလုံးကိုချစ်ကပ်မှလားသူတို့ကိုယ်တိုင်မတဲခွဲဘူးမျိုးချစ်စိတ်ဆိုတာဘာကိုပြောတာလဲအရင်ခက်ကမျိုးချစ်စိတ်ဆိုတာကတော့ကျွန်တော်အမြင်ပြောရရင် အရင်ခက်ကလူတွေဟာရည်ကြည်ရမျက်နှာရွှေ့ပြောင်းသွားလာနေထိုင်ကြတယ်အဲ့ဒီအချိန်မှာတူလူမျိုးတူအုပ်စုနဲ့တူသွားလာနေထိုင်တာဖြစ်တဲ့အတွက်ရက်ွက်လိုဟာမျိုးအစုတစုမှာ နော်ဒီလူမျိုးပဲရှိတယ်အခြားလူမျိုးမရှိဘူးအဲ့အတွက်တို့ကဒီလူမျိုးကိုကာကွယ်စောင့်ရှောက်တယ်ဒီတည်းအားကောင်းမောင်းတန်နော်တိုက်ရိုက်ခိုက်စွန့်ရင်ပြည်စုံတဲ့ယောက်ျားတွေကဥဆောင်ပြီးတော့ဒီလူမျိုးတွေအတွက်နော်ဒီအခြားတက္ကဝါတွေကအစပြီးတော့လူလူချင်းလိုင်းအောင်ရံပြုတ်မဲ့အရာတွေကိုကာကွယ်ပေးတယ်မျိုးချစ်စိတ်ပေါ့နော်အဲ့ဒီကစတဲ့မျိုးချစ်စိတ်လို့ပြောရမှာဒါလူရိုင်းခက်ကနေစတာအဖြစ်ဖြစ်နေလူတွေကများလာတယ်အခုအရင်ခက်ကဆိုဘရင်တွေခက်ကဆိုရင်မွန်ပြည်နယ်ဆိုရင်ဒါမွန်လူမျိုးပဲရှိတယ်မွန်ဘရင်အုပ်ချုပ်တယ်အဲ့တော့ဒါမွန်နေရမွန် မွန်မျိုးချစ်ဆက်ရှိမယ်ရခိုင်ပြည်နယ်ဆိုတဲ့ရခိုင်ပြည်ရှိတယ်ရခိုင်လူမျိုးတွေပဲနေထိုင်တယ်အစတဖြစ်ဗမာနေရာတွေဆိုဗမာဒါပေမဲ့ဒီနေ့ခေတ်ရောက်လာတဲ့အချိန်မှာကျွန်တော်ဒီနေ့ခေတ်က ID ခေတ်ပြုပါတယ် globalization မူကိုတွားနေတဲ့အချိန်ကြကဘာကြီးကရွာကြီးတွေရွာလို့ဖြစ်နေတဲ့အချိန်မှာကျွန်တော်မျိုးချစ်စိတ်မျိုးချစ်စိတ်ဆိုတဲ့စကားလုံးဟာဘယ်နေရာကိုချစ်ကမှလဲဆိုတဲ့အပေါ်မှာတိမလို့လေဒါပေမဲ့လက်ရှိမြန်မာပြည်မှာပြောနေတဲ့စစ်ခေါင်းဆောင်တွေကိုယ်တိုင်ဝတ်စာမျိုးချစ်စိတ်ဆိုတဲ့စကားလုံးဟာသူတို့တကယ်ပဲ အမျိုးကိုချစ်တဲ့စိတ်နဲ့ပြောတာလားသူတို့အတွက်လက်နဲ့အဖြစ်အသုံးချတာလားအဲ့ဒါအဖြစ်ပဲလက်ရှိမြန်မာနိုင်ငံမှာမျိုးချစ်စိတ်လို့ပြောမယ်အဲ့တော့မျိုးချစ်စိတ်ဆိုကဘာဦးစားလာတဲ့မျိုးချစ်စိတ်အတိုင်းဆိုရင်ကျွန်တော်တို့ကဗမာကလည်းဗမာလူမျိုးပဲချစ်ကြမယ်မွန်ကလည်းမွန်လူမျိုးပဲချစ်ကြမယ်ကရင်ကလည်းကရင်လူမျိုးပဲချစ်ကြမယ်အဲ့ဒါဆိုရင်တိုင်းသား135မျိုးနေထိုင်တဲ့ဟဲ့ဒီတိုင်းပြည်ဟာအစိမ့်စိတ်အမွှာမွှာကွဲလို့ရလားမရဘူးလားအော်တစ်ဖက်မှာသူတို့ပြောတော့တိုင်းသားစီလုံးညီညွတ်ရေး ဒါပေမဲ့တစ်ဖက်မှာပြောတော့မျိုးချစ်စိတ်အဲ့တော့သူတို့ပြောတဲ့စကားနှလုံးတင်အမီးနဲ့အမောင်တက်လာအဲ့တော့မျိုးချစ်စိတ်ဆိုတော့ဘာလဲဒီနေ့ခင်မှာမျိုးချစ်စိတ်ဆိုတာမရှိတော့နိုင်ငံချစ်စိတ်ပဲရှိတော့ဒီနိုင်ငံထဲမှာရှိတဲ့နိုင်ငံသားမှန်တဲ့မြတ်ဟာအမျိုးပဲမင်းကမင်းကလားပဲဖြစ်ဖြစ်ရခိုင်ပဲဖြစ်မွန်ပဲဖြစ်ဗမာပဲဖြစ်နေဖြစ်မင်းမြန်မာနိုင်ငံသားမှန်မြန်မာနိုင်ငံသားစစ်ဖို့လိုတယ်မင်းမြန်မာနိုင်ငံသားတကယ်အမှန်အကန်ဆိုရင်မင်းနဲ့ငါဟာညီကိုပဲအမျိုးပဲအဲ့ဒီစိတ်ကိုထားနိုင်ရမယ်ဒါပေမဲ့စစ်ကောင်းဆောင်တွေမေးပြီးပါအဲ့လိုစိတ်ထားနိုင်လား ဘယ်ထားနိုင်မလဲအဲ့လိုစိတ်ထားရင်တိုင်းရင်းသားတွေပြည်သူအလုံးစီးလုံးညင်ညွတ်သွားရင်သူတို့အာနာရှင်တွေအုပ်ချုပ်ကျင်တဲ့အုပ်ချုပ်လို့မရဘူးဒါကြောင့်မို့လို့ဖာတယ်ဖင်လို့စကားကိုဝင်ကြည့်တွက်ချီပြောတာတစ်ဖက်မှာတိုင်းရင်းသားစီးလုံးညင်ညွတ်ရေးဟမ်အဲထာဝရညင်ချမ်းရေးလို့ဘာလို့ပြောလဲတစ်ဖက်မှာမျိုးချစ်စိတ်ဆိုတဲ့စကားကိုပြောအခုမရောက်နိုင်ကိုယ်တိုင်ပြောရတာကြီးဟောမျိုးချစ်စိတ်ဆိုမရောက်နိုင်ပမာတဝဲလား မာတဝယ်လဲပမာလူမျိုးလေးမှာပါကဲထားမင်းောင်းနိုင်ပမာပမာဆိုရင်မင်းောင်းနိုင်ဒီမျိုးချင်းစိတ်ပမာလူမျိုးတစ်ပတ်လူချင်းမယ်ဆိုရင်အခြားကရင်မွန်ပမာရခိုင်ချင်းစတဲ့တိုင်းသား134မျိုးเนาะပျောက်ယူလက်ထက်မှာတမျိုးတိုးတယ်ထားပါ135မျိုးပဲထားမတိုးနိုင်ဘူးကျန်တဲ့134မျိုးနဲ့စီတော့မှုမပြိုပွဲဘူးလားအဲ့တိုင်းသားစီတော့ညညရေးဆိုပြီးတခါတန်တို့ပြန်ပြောတဲ့ဇာတ်ကားနဲ့ဘယ်လိုလဲအဲ့ဒါအဖြစ်ပဲเนาะဒီကောင်တွေပါဇက်ကမျိုးချင်းစိတ်ဆိုတာပြည့်တဲ့စား ဟိုဟာတော့တောင်တန်ဖိုးရှိတာမဟုတ်เนาะအဲ့တော့ဟိုဒါကြုံလို့ပြောပြတာပါအဲ့တော့မျိုးချစ်စိတ် မျိုးချစ်စိတ်ဒီနေ့ခေတ်အော်နေတဲ့ကောင်တွေကဘယ်ဟာမျိုးချစ်တာလဲမမဟာကိုချစ်တာလားကရင်ကိုချစ်တာမွန်ကိုချစ်တာရခိုင်ကိုချစ်တာလားဒါမှမဟုတ်မြန်မာနိုင်ငံသားအလုံးကိုချစ်တာလားဘာကိုချစ်တာလဲဘာမှမသိဘဲနဲ့လေနဲ့ဝမ်းနဲ့မကွဲဘဲနဲ့မျိုးချစ်စိတ်အော်နေတဲ့ကောင်ကြီးပဲမင်းသူတို့ အောက်ချစ်အစ်စ်မပြောနဲ့သူတို့ဆရာတင်ထမ်းတဲ့အခုမင်းအောင်နိုင်တော်ကြီးမျိုးချစ်စိတ်ဆိုစကားလုံးသူပြောရတယ်သူကိုယ်တိုင်မျိုးချစ်စိတ်ဆိုတာဘာလဲမေ့ကြည့်လိုက်အဲ့ဒါအဖြေပဲဒီကောင်တွေကအာနာယူဖို့တော့အတွက် နော်လူမျိုးရေးဘာသာရေးကိုလက်ကင်ထုတ်ထားတာအဲ့ဒါအဖြေပဲလားအားလုံးကနေမြန်မာနိုင်ငံရဲ့ဖူမိုတိုတက်မှုအောင်ဖူမိုတိုတက်မှုရှိအောင်ပေါ့လဲဆောင်ရနိုင်မယ်ဆိုတာလေဒါကျွန်တော်တွေးပါတယ်နိုင်ငံကောင်းဆိုတာတချို့နဲ့အလစ်တဘောတွေးဆိုနာလည်းရှိသလိုကျွန်တော်တွေးဆိုဆိုနေအကုန်လုံးပြောတယ်ကွာဘာဖြစ်ပါလဲမတက်တဲ့နိုင်ငံကောင်းဆိုအားလုံးနဲ့ကျွန်တော်တွေးလို့လည်းရခဲ့ပါတယ်သူတိပြင်းမြန်မာနိုင်ငံစကားနဲ့ပြောတဲ့ပုံကြည့်နော်တည်ငြိမ်မှုမရှိဘူး တမာတိဆိုတာအဲ့ဒါတည်ကြည်မှုနော်ခေါင်းဆောင်တယောက်ဆိုတာတမာတိရှိရတယ်တည်ကြည်မှုရှိရတယ်စကားပြောရင်နော်ဂျန်နမဆန်တယ်ဟုတ်တယ်အခုမင်းအောင်လည်းစကားပြောနေပုံကြည့်တည်ကြည်မှုရှိတယ်သူကမျက်နှာကိုကြည့်စိုးရိမ်ထိတ်လန့်မှုပြည့်တယ်နော်မျက်နှာမှာကဏ္ဍမငြိဘူးမျက်လုံးရင်ကဏ္ဍမငြိဘူးလူတစ်ယောက်ကတခိုးမျက်လုံးလို့ပြောတယ်အဲ့ဒါလူရဲ့ဥပဒေရုပ်အကြည်ဓာတ်ဆိုတာအဲ့အစဒါကျွန်တော်သူ့ကိုမကြိုက်လို့ကျွန်တော်ပြောတာမဟုတ်ကျွန်တော်အခုသူ့ကိုဝေဖန်တဲ့အတိုင်းကဟုတ်လားမဟုတ်ဘူးလားဒါကြည့်လိုက်ကြည့် နော်မြင်တဲ့အတိုင်းပဲသူ့ရဲ့လူတယောက်ရဲ့ဥပဒေအကြီးရုပ်ဆိုတာမင်းအောင်နိုင်မရှိတာအခုသူပြောနေတဲ့ပုံပေါ်ခဏကပြောလို့နိုင်ငံကောင်းဆောင်တယောက်ရဲ့တမာတီရှိတာအဲ့ဒါပဲနော်အဲ့တော့ပလင်ပေါ်ကိုတက်ထိုင်တိုင်းဘယင်မဖြစ်ဘူးခွေးရခွေးဘယင်ကဘယင်ပဲတိလားဘယင်ဖြစ်ခြင်းလို့ခွေးရပလင်ပေါ်တက်ရင်ခွေးရခွေးပဲဘယင်ဖြစ်ဖြစ်သွားဘူးနော်အဲ့တော့ပလင်ပေါ်တက်ထိုင်တိုင်းခွေးရခွေးပဲဘယင်မဖြစ်ဘူးနေပြီးတော့မှ အဲကျွန်တော်ရဲ့သဘောထားပေါ့ဗျာကျွန်တော်တို့ကကျွန်တော်ကတော့ Party Democracy စနစ်ကိုတောက်ဖို့တဲ့ကျွန်တော်လက်ခံပါတယ်ဒီတိုင်းကျွန်တော်တို့တွားဖို့ဖြစ်ပါတယ်ဒါပြီးလို့ရှိရင်เออดูละบีเตียมาเนี่ยยุคกอกกวยโหดินี่กုံไปมาเราส่งออกไปสุดแล้วเราอ่านหายามเลยคือရှင်းပြပါတယ်အဲဆိုတော့ဒီละบีเตียมาတာအလုံးလို့ ဟိုလက်ခံပြီးတော့မှအာဘီထောက်ခံမှုရှိတာကိုလည်းကျွန်တော်တွေ့ရပါတယ်။ဝန်တာလည်းကြာနိုင်ငံနဲ့ပတ်သက်ပြီးတချို့ပြောင်းလဲမှုရှိနေတယ်တချို့နိုင်ငံတွေကရှင်းပြန်လို့တချို့နိုင်ငံတွေကြောက်တယ်မိတ်ဆက်တွေ့ဆွေးရတာပေါ့အဲကောင်းပါတယ်ဗျအားလုံးတွေ့ရတာတော့ကျွန်တော်တို့အားလုံးကောင်းပါလို့ကျွန်တော်ပြောချင်ပါတယ်လူရှင်တော်တွေအားလုံးတွေမှာကောင်းပါတယ်မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံကတော့ဟိုလူစားပေါ့ဗျကျွန်တော်တို့ဆွေမျိုးပေါ့ဖော်အဲချစ်ချစ်ရင်းတဲ့နိုင်ငံတခုဖြစ်ပါတယ်ဖီလိုဖီခံပါတော့နိုင်ငံတခုလည်းဖြစ်တယ်သူချကျွန်တော်ခံပါမှာပါလို့ဒီနိုင်ငံတွေလည်းဖြစ်ပါတယ် နောက်တော့ကတန်တမာဆက်ဆံရေးရလည်းအခုဆိုရင်95နှစ်ကျော်ကာလကိုကျော်ရပြီရောက်ပြီဖြစ်ပါဒါကြောင့်ထူးခြားတဲ့ဆက်ဆံရေးရှိတဲ့နိုင်ငံတစ်ခုလို့ကျွန်တော်တို့ပြောချင်ပါတယ်တနာကြီးကတော့မန္တလေးကလင်းတော်နဲ့ပတ်သက်ပြီးတော့တနာကြီးကတော့တနာကြီးကတော့အသက်သင်းဆုံးချုံမြေဒီဘအာကိုပစိယိုးချုံမြေများအတွက်လေသုံးမြေဝါရီများဆန့်တက်ကြတယ်ထုတ်ပြောတယ်အပြင်ကျွန်တော်တို့ဖြစ်ပြီးတဲ့အချိန်မှာလည်းကျွန်တော်ရှိလို့တုံဝနာသူပို့ပါတယ်ဒီဒီလင်းနဲ့ပတ်သက်ပြီးတော့ပြန်လေးတိဆောက်လုပ်ငန်းတွေပတ်သက်ပြီးတော့လည်းဆက်လက်ကူညီဆောင်ရွက်ပေး ချစ်ပြီးမဲ့အချိန်မှာတဝင်တော်ပို့လာငလင်လှုပ်ပြီးဘယ်တော့အခါမှတဝင်တော်ပို့လာတယ်မင်းအောင်နိုင်ရဲ့မင်းဟာဂျင်းထက်တယ်ပြည်သူကိုနော်ငလင်လှုပ်ပြီးတော့ဘလောက်ကြာမှမင်းအဖေကမင်းကိုတဝင်တော်ပို့လာတယ်နော်ဆိုတော့လေထားပါတော့လေးနဲ့ထားပြီးသူပြောပါတယ်ဗျာမြန်မာနိုင်ငံရဲ့အချို့ကြာအာဏာပိုင်ဆိုင်မှုပြောတာတော့နည်းပိုင်ဆိုင်မှုနောက်ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီးတော့လေခိုင်မာစွာထောက်ခံတဲ့ကြောင့်လည်းသူပြောပါတယ်နောက်မြန်မာနိုင်ငံရဲ့တည်ငြိမ်အေးချမ်းရေးပေါ့နောက်လည်းကဖွံ့ဖြိုးတိုးတက်ရေးပေါ်မှာလည်းအားပေးတဲ့အကြောင်း ဲသူကျွန်တော်တို့ဒါပြောပါတယ်အဲနောက်ကောမပြောဘူးလားလက်ရှိတရုတ်ဘက်ကတင်ထားတဲ့တည်င်းမှာတော့ ARD မြစ်ဆိုတာတဲ့တရုတ်ကနေတရုတ်ကုန်းမြစ် data နေစီးဆင်းလာတာဖြစ်တဲ့အတွက်ဆိုတဲ့စကလုံးကိုတုံးထားတာတွေ့တယ်နော် UNESCO မှာကအစ ARD မြစ်ကမေခမလိခမြစ်စုံကနေမြစ်ဖြားခံပြီးတော့စီးဆင်းလာတာ ARD မြစ်ဒီမြန်မာပြည်ကမွေးဖွားရမြစ်အစ်စ်ပဲဖြစ်တယ်ဒါကိုလက်ရှိမင်းအောင်လှိုင်ပြစ်စုံပြီးမှတရုတ်ဘက်ကပြောထားတာနေ အေယဝတိမြစ်ကိုတရုတ်ကုန်းမြစ်ဒေတာအနေနဲ့မြေဖြားခံစီးတယ်လို့ပြောတာတယ်နော်အခုသူပြောတဲ့နေပြည်အထုတ်ချာအာဏာဘာညာပောက်ကွိကွက်ပြောတယ်အဲ့လိုဟာမျိုးတွေကြတော့သူတို့ပတ်သက်ပေါက်ကြီးပိတ်လိမ့်တည်အဲ့တော့မင်းအောင်နိုင်ဟာရှင်းတယ်သူ့မှာဖြူကားပြားကဖြစ်နေသူ့မျက်နှာကိုကြည့်စိုးရိမ်ထိတ်လန့်မှုနဲ့သူဟာဘလို့မဟုတ်အခြေအနေမကောင်းတဲ့အနေထားကိုသူကိုယ်တိုင်သိနေတယ်အဲ့ဒီအတွက်သူဘာလုပ်ချင်တယ်ဒီအာဏာကိုရရင်ပြီးရောဘလူကူညီမလဲတရုတ်ကူညီမလဲရော့ကူညီခင်ဗျားဘာလို့ညီမလဲရော့ပေးမယ်အကုန်လုံးရုရှားကူညီမလဲကူညီရော့အကုန်ပေးမယ် တော်အာနာရရင်ပြီးတော့ဒီတိုင်းကြီးကျွန်တော်အာနာတော့ပဲထုတ်ကျင်တယ်ဒီအာနာကိုဒီတိုင်းမျိုးကျွန်တော်အုပ်ထုတ်ခွင့်ရရင်ကျွန်တော်ကျင်တတ်ပြီဒီတိုင်းနေမှာဒီအာနာအခုကျွန်တော်တိတ်နာကျွန်တော်အခုထိမရဘူးဒါလက်ရှိမင်းအောင်နိုင်ခံစားနေတဲ့ပြဿနာဒါကြောင့်မလို့မင်းအောင်နိုင်ရဒီတစ်ထပ်ရုပ်မှာဘူးဝင်မလေးဘူးကျွန်တော်တို့ဘက်ကလူတွေရန်ကန်ပြတ်ဖို့မလို့လေစီးလုံးဖို့မလို့လေဒီတစ်ထပ်ရုပ်မှာဘူးဝင်မလေးဘူးဆိုတော့တိုင်းမျိုးကိုထိုးထွေးဖို့ဝင်မလေးဘူးအခုရန်ဝန်းနဲ့ပိုလန်ကိုတရုတ်ကလည်းအသေးအတန်ဖြစ်ချင်တယ်မြန်မာနိုင်ငံအလဲကောင်တက်တဲ့ကိုခလိုက်ကောင်ဖြတ်ပြီးတော့အကုန်လုံးလမ်းကောင်ဖောက်ပြစ်မှာ အဲ့ဒီရန်ဝန်းနဲ့ပိုလန်ပေါက်ပြီးတရုတ်သိန်းနဲ့တန်းနဲ့ရှိမြန်မာနိုင်ငံနဲ့ထိုးဝင်လာပါအခုတောင်မှဘလို့ဖြစ်နေတယ်တိတယ်ကျွန်တော်ပြီးရင်တိတဲ့တင်ပေးမယ်တရုတ်နိုင်ငံသားကမြန်မာ passport ကင်ပြီးတော့ကြားဖြန့်လုပ်နေတယ်နော်အဲ့လောက်ထိဖြစ်နေပြီအဲ့လောက်ထိဖြစ်နေပြီပေါ်သေးသေးမဟုတ်ဘူးနော်အမျိုးဘာသာသာသနာလို့ပြောတဲ့ကိုယ်မသားတွေနော်မင်းတို့တွေအမှအမျိုးဘာသာအော်တော့တိုင်းပြည်ကတရုတ်လက်ထက်ရောက်တော့မယ်နော်ကြည့်မင်းတို့ဖေကရိုက်အကုန်လုံးမဲ့ပါ OBU အလားကြောင်းပေါ်မှာလည်းခိုင်မမာရက်တည်တဲ့အကြောင်းပေါ်တယ်။တွေ့လား။အဲနောက်တစ်ခါမြန်မာနိုင်ငံကနေပြီးတော့တက်ကြစာပံဝင်ဆောင်မယ်ဆိုတဲ့အကြောင်းအကြတဲ့ကျွန်တော်ပြောဖြစ်ပါတယ်။မြန်မာနိုင်ငံဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေလေးအတိုင်းပြကျွန်တော်ရှင်းပြနိုင်ခဲ့ပါတယ်။နောက်တစ်ခါတရုတ်မြန်မာဘင်္ဂလားဒေ့ရှ်စီးပွားရေးဇင်းညာအကောင့်တွေဖော်မှုနဲ့ပတ်သက်အကောင့်တွေပေါ်မြင့်တင်ရင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဆွေးနွေးဖြစ်ခဲ့ပါတယ်။နောက်တစ်ခါကျွန်တော်မြန်မာနိုင်ငံမှာတမရရေးရပါဗျာနော်။မြန်မာနိုင်ငံမှာကျင်းပပြုလုပ်မယ့်ပါတီစုဒီမိုကရေစီရေကောင်ပွဲနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ကျွန်တော်တို့ရဲ့ကျူတီပြည်စင်းမှုဘန်းနဲ့ရုပ်ောက်ဘွဲကိုလည်းအားပေးထောက်ခံတဲ့ကြောင့်လို့ဒီဒါလေးတို့ထပ်ပြီးပြောပါတယ်ဗျ။အာနော်ရုပ်ောက်ဘွဲနဲ့ပတ်တယ်လို့အားပေးထောက်ခံတယ်ဆိုတဲ့အကြောင်းကိုပြောတယ်ဆိုတော့ဒါမင်းအောင်နိုင်ကပါဇက်ကပြောတာလက်ရှိမင်းအောင်ဒီမြန်မာနိုင်ငံကအာဏာသိမ်းခေါင်းဆောင်တဲ့တွစ်ဆုံမှုနဲ့ကြီးညာချက်မှာတရုတ်နိုင်ငံကတော့အဲ့ဒီအကြောင်းလုံးဝထက်ပြောထားတာမတွေ့ရဘူး။နော်တရုတ်နိုင်ငံကြီးညာချက်မှာအဲ့တော့မင်းအောင်နိုင်ပဲပလီပလာပြောရလားတရုတ်ကပဲ ဒီဟာကိုလူတိမှဆိုလို့ထက်မတင်ညာပေးတာတော့မတင်ဘူးဒီနှစ်ခုတစ်ခုခုပဲအဲတွေ့ဆုံတာဆွေးနွေးရတဲ့ဟိုကောင်းမွန်တဲ့ရလာကောင်းတွေရရှိတယ်ဆိုတာလေးကျွန်တော်ပြောချင်ပါတယ်ရှင်းပါတယ်မင်းအောင်နိုင်ရကိုလည်းအရှင်းမှကျွန်တော်ပြောခဲ့သလိုပဲเนาะအခုမင်းအောင်နိုင်မျက်နှာကိုကြည့်ကျွန်တော်တို့အာနာတိန်ဟာဇာတုံးက AMG ကဟိုအဖွဲ့နဲ့သွားတွေ့ဒီအဖွဲ့နဲ့သွားပြီး AMG ရဲ့သက်ဆိုင်ရာဒေါက်တာဆာဆာတို့เนาะအဲဒေါက်တာဆောင်ဝေစုတို့ဟုတ်တယ်မလားဟိုနိုင်ငံကသွားတွေ့ဒီနိုင်ငံနဲ့သွားတွေ့ဟိုနိုင်ငံလွတ်တော်မှတ်တွေဟိုနိုင်ငံကောင်းတာเนาะအဲ့ဒီအချိန်မှာဘာဖြစ်လာလဲ ဲ့ဒီချိန်မှာကျွန်တော်တို့ကိုမင်းအောင်နိုင်ကဘဒူးနဲ့မှမတွေ့ဘူးပုံစိုးပဆက်ပြစ်ခံထိတယ်ကျွန်တော်တို့တွေပြေးရတယ်အောက်မှာရဲဘော်တွေတေးတယ်ကလေးတွေတေးတယ်ဆန္ဒပြလူငယ်တွေဖမ်းခံထိတယ်နိုင်ငံရေးသမားတွေဖမ်းခံထိတယ်ရဲစဲတပ်ခံထိတယ်နော်ဘာလို့ဆိုကျွန်တော်တို့မှအဲ့ဒီမှာဖြူကပြကဘာမှမရှိဘူးအဲ့ဒါနဲ့တဖြည်းဖြည်းအခုဒီနေ့ရောက်လာတယ်ဒီနေ့ကျွန်တော်တို့တွေဘလောက်တိန်နိုင်နေတယ်မင်းအောင်နိုင်ရဆာသွားတဲ့အချိန်မှာတနေ့နိုင်တိုင်းမှာဘလောက်ပါသွားလဲစကမ်းပနဲ့ကုတိန်နိုင်တယ်ဟုတ်တယ်မလား အေးမင်းအောင်နိုင်ရနော်ဖြူကပြကပြန်ဖြစ်နေဘဝရောက်ဝင်အဲ့ဒါအဖြေပဲနော်ဝိဆိုတာမော်တာမလို့အော်တိုလဲကျွန်တော်တို့ဒီအာနာရှင်ကိုပြုတ်အောင်ပြုတ်နိုင်ရမယ်အဓိကဒီနေ့လက် KNN ဖွဲ့ကကြံချက်ထုတ်ထားတယ်ဒါကတော့ဒီလက်တစုပ်ဆက်စစ်ဖို့ချုပ်လူတစုကိုအတက်ပေးပြီးမတိုက်ကြဘဲနဲ့နော်လာရောက်လင်းဝင်ဖို့ဖိတ်ခေါ်ထပ်ပြီးတော့ဖိတ်ခေါ်ထားတယ်အဲ့တော့စစ်ကောင်းဆောင်တွေအနေနဲ့သူတို့ကတော့အဆုံးစွန်ကြီးတွားနိုင်တယ်အောက်ခြေတတ်မှုပုံမှုအရာရှိအကျစစ်တီတွေအနေနဲ့ကတော့စဉ်းစားကြပြီးတော့တတ်မတော်ပြုတ်အောင်တိုက်နေတာမဟုတ် ဒါပေမဲ့အဲ့ဒီမကောင်းတဲ့တက်မတော်ကြီးကိုဖတ်တော်ထားမလားဒီတက်မတော်ကောင်းမွန်အောင်ပြည်သူနဲ့လက်တွဲပြီးဆက်လုပ်ကြမလားဒီတိုင်းပြည်ရဲ့အချုပ်အာဏာဆိုတာပြည်သူရှိမှမရှိရမလဲတရုတ်ရှိမှရှိစရာမလိုခင်ဗျားတို့ရဲ့ခေါင်းဆောင်အခုလုပ်နေတာဒီတိုင်းပြည်ရဲ့အချုပ်အခြာဘလူးရှိမှရှိတာပြုံးကသေဆိုရင်သေရှင်းဆိုရင်ရှင်းဒီပအာကိုပစိယိုအစိုးမြင်ဝါဒီညာအစန့်ကျင်ညလို့អော်ခဲ့တဲ့သူတို့ကိုယ်တိုင်ပဲအဲ့ဒီဒီပကိုအကူကြီးတောင်းပြီးလာရှိုးပြန်တောင်းရတဲ့အဆင့်နော်လာရှိုးပြန်အကူကြီးတောင်းရတဲ့အဆင့်ဒါကြောင့်မလို့ ကျွန်တော်တို့ကဒီတော်လှန်ရေးမှာစီးလုံးညီညွတ်စွာတွားနိုင်ရင်ကျွန်တော်မနိုင်စရာအကြောင်းကိုမရှိဘူးအဓိကစီးလုံးညီညွတ်မှုပဲ fighting ကျွန်တော်နိုင်အောင်နိုင်ရမယ်